နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်းသာယာမြို့နယ်လိုင်းသာယာချမ်းရီ Adidas ဖက်နက်ဆက်ရုံမှာတရက်ကိုလုံအားကတောင်းနှက်ထောင်ချက်ရရှိရေးအတွက်အလုံသမားများရဲ့ဆန္ဒပြမှုအတွက်ဆက်ရုံကတရက်ကိုလုံအားက8500ချက်ဝင်ကျင်သာတိုးပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ14ရက်နေ့ကစတင်ပြီးတော့အလုံသမားဥယျာဉ်6000ကျော်က လောက်ခလာစာတုံးမြင့်ရရှိရေးအတွက်ဆန္ဒပြခဲ့ကြပြီးတော့၄ရမြောက်နေ့မှာစစ်ကောင်စီရဲ့အလို့သမားဝန်ကြီးဌာနကကိုယ်စားလှယ်များစက်ယုံနဲ့အလို့သမားကိုယ်စားလှယ်ဆိုသူတို့တချို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။အခုလိုမျိုးဆွေးနွေးရမှာတရက်ကိုလုံအားက၁၂၀၀၀တိုးပေးရန်ဟာလုံးဝမဖြစ်နိုင်ပဲနိုင်ငံတော်ရဲ့အ ਨੇ ဆုံးလစာပြထမ်းချက်ကိုဖောက်ဖျက်လို့မရဘူးလို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်အပေါ်ဆောင်အနေနဲ့ဇယိတ်တချို့ထပ်မံပေါင်းထက်ပေးကတရက်ကိုစုစုပေါင်းလုံအားက၈၅၀၀ကျပ်ဝင်းကျင်သာတိုးပေးတယ်လို့သိရပါတယ်။ ်ကျွန်တော်တို့တောင်းဆိုတာကအစိုးရထောက်ပံ့ခြင်းမပါဘဲနဲ့တရက်ကိုလုံအားက12000ကျပ်ပါ မနေ့ကအလုံသမားကိုယ်စားလှယ်တွေပြောတာကအစိုးရထောက်ပံ့ခြင်းမပါအနည်းဆုံးတရက်ကိုလုံအားက၈000ကျပ်ရမယ်ပြောပြီးတော့အခုကျတော့အစိုးရထောက်ပံ့ခြင်းရောဗာကြီးညာကြီးရောပေါင်းမှလုံအားကကတရက်ကို၈500ကျပ်ပဲရမယ်နောက်ပြီးတော့ OTJ နဲ့တိုးမပေးထားဘူးသဘောတူညီချက်လက်မှတ်ရေးထိုးတာကလည်းအလုံသမားအားလုံးကိုအသိမပေးဘူးနောက်ပြီးတော့စာချုပ်မှာတနေ့အတွင်းစာနာမပြရကြီးကပါနေတယ်အဲ့ဒါတွေကအလုံသမားအများစုမသိဘဲနဲ့လက်မှတ်ထိုးလိုက်ကြတာပါအလုံသမားကိုယ်စားလှယ်ကိုဦးဆိုတာလေဖုန်းခေါ်လို့မရဘူးဖုန်းတွေဆက်ပိတ်သွားကြပြီလို့စာနာပြတဲ့အလုံသမားတို့က ရှင်းပြထားပါတယ်။လက်ရှိစက်ယုံဘက်ကတိုးပေးလိုက်တယ်။လုံအားကနေပဲတလကိုအလုတ်သမားများအနေနဲ့အခြေခံလစာနှစ်သိန်းကျော်သာရရှိပြီးတော့အချိန်ပုံရှိမှသာလျှင်လစာ3သိန်း8000ပတ်ဝန်းကျင်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစက်ယုံက OT အချိန်ပုံမပေးတော့ဘူးလို့ပြောပါတယ်။ဒါကြောင့်လောက်ခလစာဟာအလုတ်သမားတဦးကိုငွေကျပ်နှစ်သိန်းနဲ့နှစ်သိန်းခွဲကြားမှသာရှိတဲ့အတွက်လက်ရှိကုန်စည်နှုန်းနဲ့ဘလို့မှစားလို့တောက်လို့အဆင်မပြေနိုင်ဘူးလို့ပြောဆိုထားပါတယ်။အလုတ်သမားတွေကိုချမှတ်ပြပဲနဲ့သူတို့သဘောနဲ့သူတို့လက်မှတ်ရေးထိုးလာကြတယ်။ လိုချင်တာကတရက်ကိုလောက်အားက12000လောက်ရမှာကျွန်တော်တို့ကအသက်ရှူချောင်းယုံလေးပါအခုအားကတရက်ကို8500ပဲပေးတယ်ရက်မှန်ကြီးကိုပဲတိုးပေးထားတာဒါတော့မှစာချုပ်မှာတနေ့အတွင်းမှာဘာမှထပ်မတိုးပေးတော့ဘူးအလုပ်သမားကိုယ်စားလှယ်ဆိုတဲ့ကောင်တွေကလည်းဖုန်းကိုစက်ပိတ်ထားကြတယ်စက်ယုံဘက်ကလည်းလောက်ခလာစာတိုးပေးမှာမဟုတ်ဘူးထောက်ပံ့ကြေးဆိုပြီးတော့မဖြစ်ဆက်လောက်လေးတိုးလာတာလို့စန္ဒပြတဲ့အလုပ်သမားတို့ကရှင်းပြထားပါတယ်လိုင်းတရားမြို့နယ်မှာရှိတဲ့ချမ်းရီ Adidas ဖက်နက်ဆက်ယုံဟာထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်တဲ့ဆက်ယုံဖြစ်ပြီးတော့အလုတ္တမစုစုပေါင်း 6269ဦးအလုတ်လုတ်ကိုင်းနေတဲ့စက်ရုံဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ